အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါအာနီစတော့ရဲ့လီဗာပူးအသင်းကအခုနောက်ဆုံးပရီးမီးယားလီးဂ်ပေါ့လေခရစ်စတယ်ပဲလစ်နဲ့ပွဲပြီးမှရောဒီအခုဂါလာဆာရီနဲ့ချန်ပီယံလီးဂ်ပွဲပြီးမှမထင်မှတ်ပဲနဲ့နှစ်ပွဲဆက်ရှုံးသွားတယ်ဒါသူ့နီးပြလက်ထက်မှာဆိုရင်တော့ဒါဒုတိယအကြိမ်ပေါ့လေဒါပထမတစ်ခေါက်တုန်းကတော့ပါရီစ်စင်ဂျမိန်ကိုချန်ပီယံလီးဂ်ရှုံးထွက်ဒုတိယအကြိမ်ပွဲစဉ် ရှုံးနေခဲ့ပြီးတော့ Carabao Cup Final မှာ Newcastle United ကိုသူတို့ရှုံးသွားတယ်ဒါကဒုတိယအခြေဆိုတော့ဒီရှုံးပွဲနဲ့ပတ်သက်လို့ဒါတိတ်ပြီးပြောစရာမရှိပေမဲ့အဓိကပြောရတဲ့အချက်က Liverpool တို့ကအားထားရတဲ့ကစားမနှစ်ယောက် injury ဖြစ်သွားတဲ့အချက်ပေါ့လေဆိုတော့ကိုသမားဒီ Alisson Becker က Ibrahima Kanate ရဲ့အမှားကနေဒါ Victor Osimhen လွတ်ထွက်သွားပြီးတော့မအိုက်ကဒီမှာစီသူ injury ဖြစ်သွားတယ် Alisson ကတကယ်ကိုအရေးသွေးမြင့်တဲ့ goalkeeper တယောက်ပဲ ဒါခွေဆယ်ဘဲလစ်နဲ့ပွဲမှာရောဒီနေ့ပွဲမှာလည်းတော်တော်ကိုကာကွယ်ခဲ့တာဒီနေ့ပွဲမှာဆိုသူတောက်လျှောက်ကာကွယ်ခဲ့လို့သာဒါကရာဆာရီကကိုကိုမပြတ်တာပထမပိုင်းမှာသူတို့ chance အများကြီးရတယ်အဲလစင်ဟာအမြဲတမ်းလီဗာပူးတို့အရေးပါတဲ့ moment နေမှာသူရှိတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့သူ့ရဲ့အဓိကပြဿနာက injury နည်းနည်းဖြစ်တယ်ဗျာတရားဒီကိုသူ6ပတ်9ပတ်10ပတ်အဲ့လိုမျိုးပေါ့လေဒါ3 4 5ပွဲ6ပွဲလောက်9ပွဲလောက်သူလွဲတယ်အဲ့ဒါကနှစ်တိုင်းနှစ်တိုင်းဖြစ်တယ်ဒါဆိုတော့ဒီနေ့ပွဲမှာလည်းအလစင် ဒါလီဗာပူးအတွက်အမြဲတမ်းကာကွယ်နေရင်ဒီနေ့ injury ဖြစ်သွားတယ် injury ဖြစ်သွားတော့ဒါအခုကိုးသမားမမဒက်ရှ်လီနဲ့လဲလိုက်တာဗောလေမမဒက်ရှ်လီဆိုတာကလည်းတကယ်တော့ quality ကိုးသမားပဲအလာဆင်ကဒီ58မိနစ်မှာအီအိုစီမန်နဲ့ဖြစ်ပြီးတော့မှသူ injury ဖြစ်တယ်ခနာတီအမားကနေပဲပြေးလိုက်ရတာကနေ injury ဖြစ်သွားပြီးတော့မှ now Hugo Akitike က68မိနစ်မှာသူ injury ဖြစ်သွားတယ် Akitike ကဒီပွဲကိုသူပွဲစားထွက်ခဲ့တယ် အထောင်တိုက်စစ်မှုနေနဲ့ကစားတယ်နောက်ကျတော့သူ့ကိုအိဆက်ဝင်လာတဲ့အချိန်မှာသူကအတွင်းကိုဝင်သွားတယ် sorry သူကအပြင်ကိုထုတ်ပြီးတော့ဘယ်နောက်ခံဘယ်တောင်ပံကစားမှဖြစ်ကစားတယ်အဲ့ဒါနေမှာစစ်သူကလည်း injury ဖြစ်ပြီးတော့သူလည်းလူစားလဲရပြီးတော့ Alexis McClasser ဝင်တယ်အဲ့ဒီအချိန်မှာဒါဘယ်လိုပြောမလဲ Florian Verse ကဘယ်ကို track Alexis McClasser ကအတွင်းကိုပြန်ဝင်နောက် corner bloody ဝင်လာတဲ့အတွက်ကြောင့်ဒီ sub side အတွင်းဝင်နေဒီနေရာမှာကျွန်တော်တခုပဲပြောလေ anti stroke က proper right back တွေရှိပါရဲ့နဲ့ ဒါဒီကမ်ဘယ်လုတ်ပြီးတော့ဒိုမီဒိုမီနစ်ဆပ်ပေါ်ဆိုင်းကိုထပ်ပြီးသုံးတဲ့အချက်ပေါ့လေအဲ့ဒီချက်ကတော့ဟိုတခါလေးပြကျွန်တော်တို့ကလူမရှိလို့သုံးတာပြဿနာရှိမယ်။ तू ကအခုအဲ့နေရာကြီးကိုဆပ်ပေါ်ဆိုင်းကိုဦးစားပေးကစားမအဖြစ်ကိုစပြီးစဉ်းစားနေတာအဲ့ဒါကြီးကနည်းနည်းတော်တော်ဆိုးတယ်ဟိုကျွန်တော်ပြောချင်တာဂျီရမီဖရင်ပေါအတက်ကင်ပိုကောင်းတာမှန်တိတိုင်အောင်သူကလည်းဘာပဲဖြစ်ဖြစ်ခံစစ်ကစားမဖြစ်တဲ့ကြောင့်အက်လီဆို ဆော်ဘဆိုင်းထက်တော့ပိုပြီးတော့လုတ်တက်ခိုင်တက်တယ်ဗျာဒါပေမဲ့ဆော်ဘဆိုင်းကအခုဒီမင်းရညပွဲဆိုရင်ယာနစ်ဆိုတဲ့ကစားမကိုတောင်းချောင်မထိနိုင်ဘူးဟိုတယောက်ရဲ့ pace ကတော်တော်လေးကောင်းတယ်ဆိုအခု injury မှာအခု liverpool အတွက်တကယ်ကိုခေါင်းစားဆရာပေါ့လေ။ဘာကြောင့်လဲဆိုရှစ်ဘက်ကအခု chelsea နဲ့ခံရမယ်။ဆိုအခုနီးပြအာနီဆော့ကတော့အတည်ပြုသားတယ်ပွဲပြီးမှ alisson ဟာ chelsea နဲ့ပွဲကိုတေးကြပေါက်လွဲချော်မှာဖြစ်တယ်လို့ဆိုတဲ့အကြောင်း ကိုဒီဂျိုဂျီယာကိုသမားမာမာဒက်ရှ်ဘီလီဖမ်းမယ်ဒီကိုသမားကလည်းအရေးသွေးမြင့်တဲ့ကိုသမားဖြစ်တော့အရင်ကြီးတော့ပြဿနာမရှိပေမဲ့အာလဆင်လောက်တော့အခု 1v1 situation နေမှာအဲ့လောက်ဒီတော့အားကိုးရမှာမဟုတ်ဘူးအဲ့တော့အာလဆင်ကြတော့အရန်ကောင်းတယ်အခီတီကေတန်ရရတဲ့အတွက်ကြောင့် ဣဆက်အတွက်တော့ဖြစ်နိုင်ချေကောင်းတယ်ဣဆက်အတွက်ပိုပြီးချမ်းရှိတယ်ဒါပေမဲ့ခတ်တာကလည်းမနေ့ကဣဆက်ဝင်လာပြီးတဲ့အချိန်ပေါ့လေကျွန်တော်တို့ဣဆက်ကဒါဒုတိယပိုင်းမှာဒါသူလူစားဝင်လာတဲ့62မိနစ်မှာ grammar batch စားဝင်လာတယ်အဲ့ grammar batch အစားဝင်လာတဲ့62မိနစ်ကနေ injury time အပါဝင်ထိတိုးတဲ့မိနစ်30ကျော်သူကန်ရတယ်တိုးတဲ့ဘလုံးထိချက်24ကျက်ပဲထိတယ်လုံးဝကို struggle ဖြစ်တာဆက်စားခြင်းပထမဆုံးအချက်မှာ5ပေါက်5ကန်သွင်းရတဲ့1 by 1တစ်လုံးရတယ်အဲ့ဒါပဲ ကျွန်တော်ရဲ့လုံးဝမထီသလောက်ပဲဖြစ်တယ်ဆိုတော့အဲ့ဒါကနီးပြအနေနဲ့ isat gain နဲ့ဝင်နိုင်ဖို့တော်တော်လေးတော့လောက်ရအောင်မှာဖြစ်သလို Florian Verse ဆိုလည်းလုံးဝ struggle အခုကလည်းဘဝကဖြစ်နေဆို new signing တွေအကုန်လုံးက Liverpool အတွက်အမဝင်သေးဘူးဖြစ်နေတာကျွန်တော်တို့ frame ပေါင်ရှိက Liverpoolian frame ပေါင်လုံးဝမမြင်ရသေးဘူး Liverpoolian Florian Verse လုံးဝမမြင်ရသေးဘူးအဲ isat လုံးမြင်တယ် Akitike တယောက်လောက်ပဲဆိုတော့အခု Liverpool အသင်းနဲ့ပွဲ Liverpool ကခါစားလေးနဲ့ပွဲမှာဒဏ်ရရသွားတဲ့အတွက်ကြောင့် Akitike ိုလဲလွဲချော်ရပွဲရှိပြီးတော့အာလစင်ကတော့လီဗာပူးနဲ့ချယ်ဆီပွဲကိုတေချာပေါက်လွဲချော်မှာဖြစ်ပြီးတော့ဒီပြအာနီစလော့တို့ပွဲချက်ကာလာပေါ့လေကံကောင်းကျင်တော့ international break ရှိတော့အရင်ဆိုရင်သာမရှိပေမဲ့ပွဲချက်ကာလာမှာနည်းနည်းခေါင်းစားစရာဖြစ်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်